အားလုံးပဲမင်္ဂလာပါ The Red United ရဲ့ Facebook Page နဲ့ YouTube Channel နဲ့ကြိုဆိုပါရစေကျွန်တော်ကိုထိုက်ပါဆိုတော့ဒီကနေ့မှာတော့ကျွန်တော်တို့ United ရဲ့ကစားသမားဖြစ်တဲ့ကျွန်တော်တို့ပရိသတ်တရားနေပြီးမှ Chelsea နဲ့ခေါ်တဲ့ Tata Mosso ဆိုတဲ့ Lisandro Martinez ကို Serie A club တခု ဖြစ်တဲ့ Napoli အသင်းကနေပြီးတော့မှစိတ်ဝင်စားနေတယ်ဆိုပြီး report တွေကဖော်ပြနေတာဖြစ်ပါတယ် ဆိုတော့ဒီ Serie A club တစ်ခုဖြစ်တဲ့ Napoli အသင်းဟာဒီကနေ့မှာ Serie A champion ဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့လာမယ့်ရာသီအတွက်ရာသီကြိုပြင်ဆင်မှုတွေနဲ့အတူစတင်ပြီးတော့ပြင်ဆင်နေတဲ့အချိန်မှာပဲကျွန်တော်တို့ United ရဲ့အသင်းရဲ့နောက်တန်းကစားသမားဖြစ်တဲ့ Lisandro Martinez ကိုသူတို့ရဲ့ squad ထဲမှာထည့်ပြီးတော့မှဒီနောက်နှစ်အတွက်ပေါ့နော်ဒီ Title Race မှာပြန်လဲပြီးတော့မှသူရဲ့ဒီ flaw ကိုပြန်လဲကာကွယ်နိုင်ဖို့အတွက်ဆိုတော့ရည်ရွယ်ချက်နဲ့အတူဒီအသင်းကိုမြင့်တင်ဖို့အတွက်ကျွန်တော်တို့ရဲ့ကစားသမားကိုအင်မတန်မှစိတ်ဝင်စားနေပါတယ်ဆိုပြီး report တွေမှာဖော်ပြနေတာပဲဖြစ်ပါတယ်ဆိုတော့ဒီ CDA club ဖြစ်တဲ့ဒီ Napoli ရဲ့ Sporting Director ဖြစ်တဲ့ Giovanni Manna ဟာဒီ United ရဲ့ဒီကစားသမား Lisandro Martinez ကိုတော်တော်လေးကိုစိတ်ဝင်စားနေတယ်ဆိုပြီး report တွေကသိရပါတယ်ဆိုတော့ ီကစားသမားဟာကျွန်တော်တို့အနေနဲ့ဆိုလို့ရှိရင် United ကနေပြီးတော့မှဒီ Ajax ကနေပြီးတော့မှခေါ်ထားတဲ့ကစားသမားတူဖြစ်ပါတယ် Eric Ten Hag လက်အောက်မှာ Ajax ကနေပြီးခေါ်ထားတဲ့ကစားသမားပါဆိုတော့ဒီကစားသမားကျွန်တော်တို့ရောက်ရှိလာတဲ့အချိန်ကနေစပြီးတော့မှအာ United မှာဆိုလို့ရှိရင်တချို့သောဘောလုံးဒီတည့်ရမလားဘောလုံးခံမှန်းတဲ့ဆရာသမားတွေကဒီဒီ sorry Lisandro Martinez ကို အကောင့်သေးတဲ့သူနောက်တန်းမှာဒီဘယ်လိုပြောမလဲအကောင့်အရက်သေးအရက်ပူတယ်ပြောရှင်းပြောတာအရက်ပူတယ်ပေါ့နော်ဆိုတော့အရက်ပူတယ်ဆိုတော့ Premier League လိုမျိုး physical ပိုင်း physical physical demand အရင်များတဲ့ဒီ club မှာပေါ့နော်ဒီဒီပြိုင်ပွဲမှာသူ့အနေနဲ့လုံးဝအဆင်မပြေနိုင်ဘူးဆိုပြီးမှမျိုးမျိုးဝေဖန်ချက်တွေထုတ်ခဲတဲ့ကစားသမားတူဖြစ်ပါတယ်တို့ပေမဲ့လည်းဒီကစားသမားဟာ ရီးမီးယားလိုရောက်ရှိလာပြီးတော့မှ United နဲ့စပြီးတော့ကံပြီဆိုပါရရဒီ United မှာရှေးစွမ်းကောင်းနေဖြတ်တိုက်ပြပြီးတော့မှ Everton မကိုမှအာဘယ်လိုပြောမလဲတော်တော်လေး aggressive ဖြစ်ဖြစ်နေပါတော့တော်တော်လေးကိုခြေစွမ်းကောင်းပြပြီးတော့မှဒီ wave band တွေကိုပါဇက်ပိတ်စေခဲ့တဲ့ကစားသမားတူဖြစ်ပါတယ်ဒါပေမဲ့သူ့မှာအဓိကပြဿနာတစ်ခုရှိနေတာသူဟာဒဏ်ရာကြီးကြီးမားမားမကြာခဏရရတဲ့ ပြဿနာကတော့တခုတော့ရှိပါတယ်အခုဆိုရင်ကျွန်တော်တို့ United ကိုရောက်ရှိလာတာဟာနှစ်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 ကျော်ပြီပေါ့เนาะဆိုတော့အဲ့နှစ်နှစ်ထဲမှာဆိုလို့ရှိရင် United အတွက်ကစားပေးရတဲ့ကစားပေးခဲ့တဲ့ပွဲတွေလည်းအများကြီးရှိတယ်လို့သူ့အနေနဲ့ယာတီတွေမှာဒဏ်ရာရပြီးတော့မှနားနေရတဲ့အချိန်လေးတော်တော်များပါတယ်ဆိုတော့ပြဿနာကသူဟာဒဏ်ရာတစ်ခါရပြီဆိုလို့ရှိရင်လနဲ့ရှိပြီးတော့ရတတ်တာပါဆိုတော့အခုဆိုရင်လည်းကျွန်တော်တို့ United အနေနဲ့ယာစီအစဖေဖော်ဝါရီလလောက်တည်းကနေပြီးတော့မှဒီကစားသမားဟာဒူးတန်ရာရရှိခဲ့ပြီးတော့မ ခုယာဒီကုံတဲ့အထီကိုမှသူနားခဲ့ရတာဖြစ်ပါတယ်ဆိုတော့ဒီကစားသမားကိုအခုဆိုလို့ရှိရင်နာပိုလီယာစိတ်ဝင်စားပြီးတော့မှခေါ်ခြင်းနေပါတယ်။တိုးပေမဲ့ကျွန်တော်တို့ United ရဲ့ဒီအခုလက်ရှိအနီးပြဖြစ်တယ်ပေါ့နော်။ Ruben Amorim ဟာလည်းဒီကစားသမားကိုတော်တော်လေးနှစ်သက်တဲ့အနီးပြဖြစ်ပါတယ်။အဲတရားရည်နဲ့လုံးပန်းနေရတယ်ဆိုပေမဲ့လည်းဒီကစားသမားဟာသူ့ကိုအခွင့်အရေးတစ်ခုသာပေးလဲလိုက်ရှင်သူဟာလုံးဝစိတ်မပြတ်စေရဘဲနဲ့ကောင်းကောင်းမွန်မွန်ကိုလုပ်နိုင်တဲ့ ဟိုကောင်းကောင်းမွန်မွန် handle လုပ်နိုင်တဲ့ကစားသမားဆိုပြီးတော့မှသူရှင်းကျူးထားတာရှိပါတယ်ပြီးလို့ရှိရင်လည်း Lisandro Martinez ကို Ruben Amorim ဟာဒီ United အတွက်တော်တော်လေးကိုအရေးပါတဲ့ကစားသမားဖြစ်တယ်သူဟာ dressing room ထဲမှာလည်းတော်တော်လေးကိုမှလွှမ်းမိုးနိုင်တဲ့ကစားသမားတူဖြစ်တယ်ဆိုပြီးမှလည်းရှင်းကျူးထားတာဖြစ်ပါတယ်ဆိုတော့ဒါကတော့တကယ်ဟုတ်တယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ United ကိုဒီ Lisandro Martinez စပြီးတော့ရောက်လာပါပြီဆိုရင်ကျွန်တော်တို့ United မှာရှိတဲ့အသင်းသားတွေရဲ့ဒီ mantle နဲ့ ဒီစိတ်အားပြပြမှုတွေကိုတော်တော်ကြီးမြင်တွေ့ရတယ်ပေါ့နော်ဆိုတော့ဟိုပွဲတွေမှာဆိုလို့ရှိရင်ကြည့်ကြည့်လို့ရှိရင်ကျွန်တော်တို့ဥမာသူကနောက်တန်းဆိုတော့ဒီဒီတခုခုဥမာတခြားပြိုင်မဲ့ကစားသမားတွေကိုဖျက်ထုတ်လိုက်တာတို့ချင်းချင်းတန်းတန်းနဲ့သူတို့အဲ ခန်းစစ်ကိုစွမ်းဆောင်ရည်တစ်ခုပြလိုက်တာတို့ဘာလို့ဆိုလို့ရှိရင်သူတို့အရှင်းချင်းဘာလို့ကစားကစားသမားတွေအရှင်းချင်းဒီရင်မက်တိုက်ပြီးတော့မှအရှင်းချင်းအောင်ပွဲခံတာတို့ပြီးလို့ရှိရင်လက်အရှင်းချင်းပုတ်ပြီးတော့အောင်ပွဲခံတာတို့အဲ့လိုမျိုးအော်ဟစ်နေတာတို့ဒီလိုမျိုးဘာလို့ဆက်ရထက်တန်မှုတွေနဲ့ဒီလိုမန်တယ်ပိုင်းကိုတော်တော်လေးကိုမြင်ရတယ်ပေါ့တော်တော်လေးကိုပြတ်တတ်တဲ့ကစားသမားတို့ဖြစ်တယ်ပြီးလို့ရှိရင်အရက်တာပုံပေမဲ့ပေါ့နော်ဆိုလို့ရှိရင် area ပိုင်းမှာလည်းတော်တော်လေးကောင်းမွန်တယ်ပြီးလို့ရှိရင် jewelry ပိုင်းမှာလည်းတော်တော်လေးကောင်းမွန်တယ်ပေါ့နော်ဆိုတော့ တက်ကယ်လေးလောက်တာဆိုလို့ရှိရင်လည်းတော်တော်လေးကောင်းမွန်တဲ့ကစားသမားတူပါဆိုတော့ကျွန်တော်တို့ပရိသတ်ရဲ့အချစ်တော်လို့လည်းပြောလို့ရပါတယ်ဒါပေမဲ့ပြဿနာကသူဟာဒဏ်ရာအကြီးကြီးမားမားတဲ့အမြဲအမြဲရတတ်တဲ့ပြဿနာတစ်ခုတော့ရှိပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ United အကယ်ပရိသတ်တွေရောဒီကစားသမားကိုအချစ်မပြတ်ခိုင်းတဲ့သူပြန်ကောင်းလာတဲ့အချိန်ထိကိုကျွန်တော်တို့ကစောင့်ပြီးတော့မှဝှေ့ရှင်ကြီးအချိန်ပေးခြင်းနေစေကစားသမားတူဖြစ်ပါတယ်ဆိုတော့အဲဒီဒီကစားသမားအနေနဲ့ပေါ့နော်လက်ရှိမှာဆိုလို့ရှိရင် United မှာပဲဆက်နေခြင်းနဲ့ United ကမှာပဲပျော်ရယ်ပေါ့နော်ပြီးလို့ရှိရင် United ရဲ့ အခုလက်ရှိယာယီအခုလက်ရှိ sorry အခုလက်ရှိနီးပြဖြစ်တဲ့ Ruben Amorim ရဲ့ system ကိုလည်းတော်တော်လေးသဘောကျတယ်သူ့အနေနဲ့ဆိုလို့ရှိရင်ဒီ system မှာအံဝင်ဝင်ကြဖြစ်မယ်ဆိုဆိုပြီးတော့လည်းသူ့ကိုသူယုံကြည်ရဆိုပြီးတော့ပြောထားတာရှိပါတယ်ဆိုတော့အခုဒီသတင်းအရဆိုရင်တော့ကျွန်တော်တို့ဟာဘာတွေဆက်ဖြစ်မလဲဆိုတော့ကျွန်တော်ဆက်လက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒါပေမဲ့ Ruben Amorim အနေနဲ့ရောဒီကစားသမားကိုမယောင်းချသွားဖို့အတွက်ကိုသူဆုံးဖြတ်ထားတာရှိပါတယ်ဆိုတော့ ဲဒါမှကစားသမားရဲ့အရှင်နေနဲ့ခုလက်ရှိကျွန်တော်တို့ United ရဲ့အရှင်နေနဲ့ကြည့်ပြီးတော့မှဆုံးဖြတ်ရမယ်ဆိုလို့ရှိရင်တော့ဒီကစားသမားက United အနေနဲ့ရောင်းမှာမဟုတ်ဘူးလို့ကျွန်တော်တို့မြင်ပါတယ်။ဒါပေမဲ့လည်းဒီဘောလုံးလောကဟာဘောလုံးလောကဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဟာဘယ်လိုပဲဖြစ်ဖြစ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဆိုတော့ဒါဟာခုလက်ရှိကျွန်တော်တို့ United ရဲ့ဘောနော်ဒီကစားသမားဖြစ်တဲ့ Lisandro Martinez ကို Napoli အသင်းဟာစိတ်ဝင်စားနေတဲ့အကြောင်းရဲ့ report ကိုကျွန်တော်ပြန်လည်ပြီးတော့မျှော်ရွေးခြင်းဖြစ်ပါတယ်။ โอเคပါဆိုတော့နောက်ထပ်တယောက်အနေနဲ့ပေါ့နော်ကျွန်တော်ပြောရမယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒီလက်ရှိပေါ့နော်ငွေမွေးချန်ပေါက်ဖြစ်တဲ့ market rush pool ပဲဖြစ်ပါတယ်ဆိုတော့ market rush pool ဟာအခုဆိုလို့ရှိရင်ဘာစီလိုနာအသင်းကနေပြီးတော့မှချိန်စတင်ပြီးတော့စောင့်ကြည့်နေတဲ့ကစားသမားတူဖြစ်ပါတယ်ဆိုတော့ဘာစီလိုနာအသင်းဟာတောင်မန်တိုက်စစ်တနေရအတွက်ပေါ့နော်လိုက်လံရှာဖွေနေတဲ့အချိန်မှာဒီ sorry ဒီလီဗာပူးရဲ့ဗောနော်လီဗာပူးရဲ့တိုက်စစ်ကသမားဖြစ်တဲ့လူဝစ်ဒီယက်စ်ရဲ့ဒီယူနိုက်တက်ရဲ့ကသမားဖြစ်တဲ့မာကာရက်ရှ်ဖို့ရဲ့ဟိုသူတို့ကစောင့်ကြည့်နေတာဖြစ်ပါတယ်ဆိုတော့အခုနောက်ဆုံးရ report တွေအရဆိုလို့ရှိရင်လီဗာပူးအနေနဲ့သူတို့ရဲ့ကသမားဖြစ်တဲ့လူဝစ်ဒီယက်ကိုသူတို့အနေနဲ့ရောင်းချသွားမှာမဟုတ်ဘူးဆိုပြီးမှ report တွေအရသိရှိရပါတယ်ဒီအတွက်ကြောင့်ကျွန်တော်တို့ရဲ့ယူနိုက်တက်ရဲ့ကသမားဖြစ်တဲ့မာကာရက်ရှ်ဖို့ဟာတော်တော်လေးကို ခွင့်တာသွားတာဖြစ်ပါတယ်ဒီဘာစီလိုနာကိုပြောင်းရွှေ့ဖို့အတွက်တော်တော်လေးအခွင့်တာသွားပြီပဲဖြစ်ပါတယ်ဆိုတော့ဘာစီလိုနာရဲ့တိုက်စစ်လိုအပ်ချက်အရအကားသမားခေါ်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကစောင့်ကြည့်နေတဲ့အထက်မှာဒီနှစ်ယောက်ရှိတယ်ဒီထဲနှစ်ယောက်ထဲမှာတစ်ယောက်ကသူတို့အဲဒီလီဗာပူးအသင်းဟာလူဝစ်ဒီရက်ကိုမရောင်းတော့ဘူးဖြစ်တဲ့အတွက်ကြောင့်မလို့မာကာရက်ရှ်ဖို့ဟာတော်တော်လေးအရေးတာသွားပြီဖြစ်ပါတယ်ဆိုတော့ဒီနောက်ဆုံးသတင်းတွေအရဆိုလို့ရှိရင်လဲမာကာရက်ရှ်ဖို့ဟာဘာစီလိုနာမှာကစားရမယ်ဆိုလို့ရှိရင် ဒီသူ့ရဲ့လောက်ခလစာကိုတော့ရှော့ယူဖို့အတွက်ကတော့စဉ်းစားထားတယ်ဆိုပြီးတော့လည်းသိရပါတယ်ဆိုတော့ဇာသမတ်ဟာအခုဆိုလို့ရှိရင်သူဟာချန်ပီယံလိဝင်ခွင့်ရထားတဲ့အတင်းတင်းမှာပဲသူကဆက်လက်ပြီးတော့နေကျင်တယ်ဆိုပြီးတော့မှကစားကျင်တယ်ဆိုပြီးတော့မှဒီအမြဲတမ်းဒီ report တွေမှာဖော်ပြလေးရှိပါတယ်ပြီးလို့ရှိရင်ဒီအခုလက်ရှိသူအငှားတော့ရောက်ပြီးတော့ကစားနေတဲ့ Aston Villa ဟာလည်းသူ့ကို ဒီကစားသမားဝယ်ယူဖို့ဆိုလို့ရှိရင်ပေါင်တန်း40နဲ့ဝယ်ယူခွင့်ဆိုတဲ့စာချုပ်ကိုထည့်ချုပ်ထားတယ်ပေါ့နော်။ဒါပေမဲ့လည်းဒီ Aston Villa အနေနဲ့ပေါ့နော်။ Market Rashford ကိုဝယ်ယူဖို့အတွက်ကိုမိစိမ့်မပြသေးတဲ့အပြင်ဘာဆွေးနွေးမှုမှမလုပ်သေးတဲ့အတွက်ကြောင့်မလို့ဒီကစားသမားဟာအခုဆိုလို့ရှိရင် United C ကိုပြန်လာမှာဖြစ်ပါတယ်။ဆိုတော့ United C ကိုပြန်လာပြီးတဲ့အချိန်မှာတော့အခုလက်ရှိ Barcelona ရဲ့စိတ်ဝင်စားမှုကိုခံနေရပြီးတော့ Barcelona အသင်းစီကိုပြောင်းရွှေ့သွားမလားဆိုတော့ကျွန်တော်တို့ဆက်လက်ပြီးစောင့်ကြည့်အောင်မှာဖြစ်ပါတယ်။ဆိုတော့ တေချာတာတစ်ခုကတော့ကျွန်တော်တို့ United အနေနဲ့ပေါ့နော် Ruben Amorim ရဲ့လက်ထက်မှာဒီကစားသမားဟာလာမယ့်ရာသီတွေမှာဆိုလို့ရှိရင်လာမယ့် future plan မှာအနာဂတ်အတွက်မပါဝင်တော့တဲ့ကစားသမားတဦးဖြစ်တာတော့အသေးချာပါပဲဒီအတွက်ကြောင့်မလို့ United မှာ market rush ပို့ဆက်ပြီးတော့ရှိနေဖို့ဆိုတာကတော့လုံးဝကိုမသေးချာတဲ့ကိစ္စတစ်ခုဖြစ်သွားပါပြီဆိုတော့ United အနေနဲ့ကျွန်တော်တို့ပြည်သက်တွေအနေနဲ့လည်း market rush ပို့အသင်းကနေထွက်ပြီးတော့မှဘယ် ဘယ်လိုမျိုးကောင်းမွန်တဲ့အတင်းတင်းကိုရောက်ရှိသွားမလဲဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်ဆောင်ကြဉ်မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ငွေမွေးရှန်ပေါက်ဖြစ်တဲ့ဒီကစားသမားလေးကိုလည်းကျွန်တော်တို့အနေနဲ့ကတော့ကောင်းမွန်တဲ့အတင်းတင်းမှာရောက်ရှိသွားပြီးတော့မှကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြနိုင်ပါသေးလို့ကျွန်တော်ကတော့ဆုတောင်းပေးပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ထပ်ပြီးတော့မှဒီကစားသမားနဲ့ပတ်သက်ပြီးတော့တင်း update တွေနဲ့အတူကျွန်တော်ပြန်လာခဲ့ပါမယ်ကျွန်တော်ရဲ့ဗီဒီယိုဒီမှာနားကျင်ပါတယ်ခင်ဗျာကျွန်တော်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်ကိုထိုက်ပါ